တော်ဘီက30ရာခိုင်နှုန်းယူတယ်အဲပြီးတော့ဗာလဲယုံကယုံက40ရာခိုင်နှုန်းယူတယ်မြေပြင်က30ရာခိုင်နှုန်းပဲရတာတုံးတာလားအဲ့တော့ကိုနေဖုံးလက်တို့ဘာလို့ထရှင်းမလားကိုနေဖုံးလက်တို့ကဘယ်ရာထူးယူထားတာလဲပြောရင်ဆိုဘူးကလည်းအများကြီးပဲနော်အော်ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးကဒီသေးခေါ်လို့ခေါ်ဒီစမြလုံးမဲမိကလာပါဒါတော့အမေရိကန်ဝက်မဲမခင်မဝက်ဖြစ်ပါတယ်မခင်မကတော့သာသနာ့ဆိုတဲ့အရင်းကြီးရဲ့ငွေကြေးလိမ်မှုတွေကို ရှားပြပါပြီနားထောင်ကြည့်အောင်ခင်ဗျာကျမတို့အန်ယူဂျီကကျမတို့ဘတ်ဂျက်ရဲ့64အန်ယူဂျီကသူ့ရဲ့ဘတ်ဂျက်64ရာခိုင်နှုန်းဟိုးတဲ့ဒီစည်ရစည်ရမှာအတုံးချထားတယ်လို့ပြောတယ်အဲ့တော့မကြီးအန်ယူဂျီကိုမေးချင်တဲ့မေးခွန်းတစ်ခုရှိတယ်ဘာလဲဆိုတော့မကြီးတို့တည်ထားတာကြတော့သူတို့ရဲ့ lobby တွေပေါ့နော်သူတို့ရဲ့ပတ်စံကောက်ပေးတဲ့ lobby တွေကို30ရာခိုင်နှုန်းပေးရတယ် နော်အဲ့သူတို့ရဲ့ယုံကဝင်ကြီးဝင်ဝင်လေးနေဘုံလတ်တို့နော်အဲ့တင်ထွန်းအောင်တို့အောင်ထွန်းနိုင်တို့သူတို့ဟာလည်းငါလည်းမပြောတတ်ဘူးသူတို့ဟာ40ရာခိုင်နှုန်းယုံစိရိတ်ဆိုပြီးယူတယ် NGO အကွက်တွေပေါ့ NGO အကွက်တွေနဲ့ပြည်သူတွေဒီလောက်စုပ်ပြတ်တက်ပြီးမွဲတေ6ကတ်နေတာကို NGO အကွက်တွေနဲ့ အဲလော်ဘီက30ရာခိုင်နှုန်းယူတယ်အဲပြီးတော့ဗာလဲယုံကယုံက40ရာခိုင်နှုန်းယူတယ်မြေပြင်က30ရာခိုင်နှုန်းပဲရတာကျန်တဲ့အစ်3000ပစ္စည်းဖြစ်တဲ့ယူနီဖောင်းလဲကိုဆွဲအနေနဲ့ပြောတာနော်မရဘူးပါဒီကွေးမင်းလည်းမရဘူးပါဘက်လည်းမရဘူးပါအုတ်ထုတ်လည်းမရဘူးပါအဲ့တော့ NUG 3နဲ့ပတ်စံက30ရာခိုင်နှုန်းကကို30ရာခိုင်နှုန်း100%ထားပြီးတော့ 96%တုံးတာလားဒါမှမဟုတ်ရင်ရရတဲ့ပထမအဆုံးရတဲ့96%ကိုတုံးတာလားမိကွန်းတတ်တယ်ဆိုတာဒါပါပဲအဲ96ရာခိုင်နှုန်းဆိုလား94ဒီ3နဲ့တဲ့ပတ်စံမျိုးတဲ့မြေပြင်ကမှာပေါ့နော်အဲ့တော့3နဲ့ဆိုတဲ့အနေအမှာမခင်မိုးမေကွန်းတက်ပြရသေးနော်ဆက်ဆက်ရင်းရတဲ့ပြည်သူကပြည်သူကိုပေးတဲ့အလှူငွေ94ရာခိုင်နှုန်းကို3တာလား ဒါမှမဟုတ်ရင် lobby 30ရာခိုင်နှုန်းယုံဌာနကနော် NGO ကွက်တွေနဲ့ယုံလုပ်ငန်းလုပ်တဲ့အများကြီးအဲ့ကြောင့်ဖွဲ့ထားတာပေါ့သူတို့သူတို့မျိုးတွေဝင်ကြီးခန့်ထားတာဟုတ်ဟမ်ထီတော်မိုးကဖနက်ဟိုထီတော်မိုးကဝင်ကြီးလုပ်ဝင်ကြီးကထီတော်မိုးလုပ်ဆိုတဲ့ဘဝတွေနဲ့အဲ့တော့နော်အဲ့ရပြီးတော့အဲ40ရာအဲ40ရာခိုင်နှုန်းကဝင်ကြီးတွေက3နဲ့နောက်ဆုံးကြံတဲ့30ရာခိုင်နှုန်းကမြေပြင်ကိုပို့တယ် ကျမမေးချင်တဲ့မေးခွန်းကဘာလဲဆိုတော့အခု၃နဲ့ဆိုတော့66ရာခိုင်နှုန်းဟာမြေပြင်ကိုရောက်တဲ့30ရာခိုင်နှုန်းကိုပြောတာလားဒါမှမဟုတ်ရင်ပြည်သူကပြည်သူကိုပေးတဲ့ Dragon Fly ကနေစပြီးတော့နောက်ဆုံးအချိန်ဟိုး60နဲ့ဘလောက်ဆိုလဲမသိရာခိုင်နှုန်းတုံးတာလားအဲ့တော့ကိုနေဖုံးလက်တို့ဘာလို့ထရှင်းမလားကိုနေဖုံးလက်တို့ကဘယ်ရာထူးယူထားတာလဲပြောရေးဆိုပြီးကလည်းအများကြီးပဲနော်အော်ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးကဒီလေးခေါ်လို့ခေါ် အအခုကြတော့မြေကြီးပေါ်ဆင်းလို့ဆင်းဟိုနှာခေါင်းပြင်ပြီးတော့အဲတော်ထဲမှာအယောင်ပြเนาะဟိုခုကာလမှာဝင်ကြီးဆိုတာနဲ့အကုန်လုံးကလေးပြူရမလို့လို့ဘာလို့လို့ဖြစ်နေတော့မြေကြီးတဲ့ကလေးတွေဓာတ်ပုံတင်တဲ့အခါမှာအဲဒီနှာခေါင်းပြင်လာတဲ့ဝင်ကြီးမှလေတော်ထဲကို ရောက်တဲ့အခါမှာ ကလေးတွေကအလေးမပြူဘူး What What the fuck เนาะအဲကိုကဒီຢာဘူးလား အလကားနေငါတို့ကအကုန်လုံးအလေးပြုအောင်နော်ဟို DSA ចောင်းစင်းနေလားအလကားနေငါတို့ကအကုန်လုံးအလေးပြုအောင်နင်တို့ကမိုးကြရွှေကို DSA ចောင်းစင်းနေလားအဲအဲ့ဒါကဒါ NUG အတွက် market မှုပြောချင်တဲ့ message ပါအဲဒီ96ရာခိုင်နှုန်းဆိုတာကနောက်ဆုံးမြေပြင်ကိုရောက်တဲ့30ရာခိုင်နှုန်းကို100%လုတ်ပြီးတော့96ရာခိုင်နှုန်းသုံးတာလား အရင်ပြည်သူကပြည်သူကိုစပေးတဲ့ပတ်စံဘုံပတ်စံဘာညာကွိကွအကုန်လုံးကနေပြီးတော့66ရာခိုင်နှုန်းကိုတုံးတာလားဆိုတာပြည်သူတွေကြက်တိအောင်တော့ပြည်သူတွေတိအောင်တော့နော်စာတန်းနေနဲ့ပြတဲ့လို့တော့မထင်ဘူးပေါ့နော်ကျမကျမဒီကျမပြောချင်တာဘာလဲဆိုတော့အခုစာရွက်ကြီး68ရက်ထွက်ပြီးတော့ပြည်သူကိုအချင်းမဖမ်းပါနဲ့နော်ပြည်သူတွေတလောက်မညံ့တော့ပါဘူး ကျွန်တော်မေ့နေတာကအာကျမတို့ငငယ်တော့တူနန်းတန်းတန်းတူနန်းတန်းတန်းဆိုပြီးတော့မနက်၈နာရီည၈နာရီသတင်းလေးစောင့်နှားထောင်ရတဲ့အချိန်ကာလမဟုတ်တော့ဘူးကျမတို့ကဇူကာဘကနေပြီးတော့အလကားပေးထားတဲ့ Facebook လည်းရှိတယ် Google Google Mail လေးရှိတာနဲ့ YouTube ကနေနားထောင်လို့ရတဲ့အဆင်တန်းဖြစ်နေပြီပြည်သူကိုအဲ့လောက်ထိအချိန်မသေးပါနဲ့။ NGO ဆိုတာတရားသားဆိုရပဲတရားသားတွေအကုန်လုံးနဲ့ဖွဲ့စည်းရတာနော်။အဲ ုထိမ်မှလည်းဒီကောင်လေးလူငွေလည်းသိရမရတော့ဘူးနော်။ပတ်စဲကူတိုင်းလည်းလူငွေသိမရတော့သူက line တောင်းသွားပြီ။ကျေနာရောင်းလာလို့ပတ်စဲအိတ်ရောင်းလာတဲ့ပုံစံလုတ်သွားပြီ။အဓိကသူလည်းတောက်တန်ရပတ်စဲလိုပဲ။သူတို့ဒီမှာဘတ်ချက်တွေလုံးလုံးမရှိတော့အရင်တည်းကကိုအဆန်ရနေရတဲ့အမြင်ပြုံလည်းမပေးနိုင်အခုဆိုရင်ပိုးတော့မပေးနိုင်တော့ပိုးဆိုးသွားပြီ PDF တွေလည်း LD လောက်ကလေသူတို့များများထွက်ကုန်ကြပြီ။